ရှင်ဘုအပိုင်း26ထိုအချိန်တွင် အဖေနှင့်အတူ ဝင်ကြီးအသည့်ဤခရီးစဉ်သို့ရှင်ဘုလိုက်ပါသွားရသည် ခရီးစဉ်တွင်ရခင်ဝင်ကြီးလက်ထက်ကအရာရှိကြီးအချို့ပင်စင်ပေးခင်သည့်အထဲပါမသွားဘဲကြံရစ်ခဲ့ကြသည်ရှင်ဘုနှင့်စကားပြောဖြစ်ကြရင် PSC ခေါ်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့မှခေါ်သည့်အရာရှိစံမေးဝဲကို ဝင်ရောက်ဖြေဆို့ဖို့တိုက်တွန်းကြနေသည်အားကစားဝန်ကြီးဌာနမှလည်းအားကစားမှုရာထူးခေါ်သည် တိုင်းနယ်ပြည်နယ်အစဉ်တွင် တိုင်းဂုံရူးဆောင်ရထားဘူးသူဘွဲရဖြစ်နေဝင်ရောက်ဖြေဆို့နိုင်သည် PSC ဆက်မေးပွဲအတွက်အင်္ဂလိပ်စာမြန်မာစာနှင့်အထွေထွေဘ ഹു တုတဖြေဆို့ရမည်ဖြစ်သည်ရှင်မိုးစိတ်ဝင်စားသွားသည်အင်္ဂလိပ်စာတေချာပြန်လည်လာရမည် အထွေထွေဘူတုတအဲ့အတွက်ဘာသာရေးနှင့်လျှောက်လွာခေါ်ယူသည့်ရှေ့နှစ်လအတွင်းမှနိုင်ငံတော်အကြီးအကဲတို့၏မိခွန်းများကိုလေ့လာရမည်။ညပိုင်းတွင်ရင်မိုးစာရီပြန်ဖတ်ဖြစ်သည်။သင်ငယ်ဘူသည့်အင်္ဂလိပ်စာတို့ကိုပြန်လေ့လာသည်။ဌာနမှရာရှိတယောက်ကလေ့လာရမည်စာအုပ်တွင်ရင်မိုးအားပို့ပေးလာသည်။စာဖတ်ခြင်းနှင့်ရင်မိုးအချိန်တိုတိုအတွင်းမှပင် အသားပြန်ကြလာခဲ့ရသည်ယတစာပေတို့ဖြင့်ပြန်လည်နှိစက်လာရသည်ရှင်မိုးမဖက်ရသေးသောဆီယာမကျူးဤလုံချင်းအစ်စ်များအေဂျီကလိုနင်ဤစာအုပ်များကိုဆီယာမောင်ထွန်းသူဘာသာပြန်ထားသည့်စာအုပ်များဆီယာနတ်နွေဆီယာမောင်ထင်းဆီယာဇော်ဂျီတို့ဤစာအုပ်များဆီယာစင်ဖြူကျွန်းအောင်သိန်းဤကိုစေးယိုမကြီးတန်တို့ဤအညာပုံရိပ်များရှင်မိုး စာဖတ်ခြင်းအရာသာကိုပြန်လဲပျော်မွေ့လာရမည်။စာဖတ်တာကောင်းတာပေါ့။တမိကိုဘယ်တော့မှစာမဖတ်နိုင်လို့အဖေမပိတ်ပင်ခဲ့ပါဘူး။အခုချက်ချင်းစာတွေဖတ်အတင်းလေလားအခုပြန်တန်းဝင်အရာရှိစံမိုးရယ်ဖြေရမှာမှမဟုတ်တာ။စာဖတ်ဘုသူတရှာမိနေတာနဲ့ပဲအားကစားလေ့ကျင့်တယ်မလုပ်တာတော့ဘာဆိုင်လဲ။မင်းမပြိုင်မွေးကြီးကနင်းနေပြီ training ပြက်လို့မဖြစ်ဘူးအေးရေးပြက်လို့မဖြစ်ဘူး စာဖတ်တာမျက်မျက်နဲ့စင်နေ။အဖေစကားမိတို့ပင်ဆိုဆိုရှင်မိုးတွင် အာယုံတစ်ခုစူးဆိုင်မိလျင်ကြံသည့်အရာများအားလစ်လျူရှူတတ်သည့်စိတ်ရှိသည်။စိတ်သည်တိန်လွယ်ရှင်းလွယ်သည်။ဆုံးဖြတ်ချက်မြန်တတ်ပြီးဆုံးဖြတ်ပြီးသည့်ကိစ္စတို့သည်လည်းဝေဝါးတတ်စမည်။အာယုံထဲတွင်ပေါ်နေသည့်ကိစ္စသာအရေးတကြီးကိစ္စဖြစ်နေတတ်ပြီးကြံသည့်ကိစ္စတို့ကိုမေ့ထားတတ်သည်။ မေပြိုင်ခဲ့ရသည့်ကာလတလျှောက်တွင်စာဖတ်ခြင်းကိုအားနေခဲ့ရတော်လဲယခု ပြန်ဖတ်မိပြီဆိုတော့လဲမေပြိုင်ပွဲများသည့်အရေးမပါသည့်အပိုအလုတ်တစ်ခုလိုရင်မိုးခံစားလာရပြန်သည်မင်းသမားပြိုင်ပွဲနိကက်လာသည့်နှင့်အမျှရင်မိုးနှင့်အဖေမကြာခဏစကားများကြားရသည် စာဖတ်ရင်းအချိန်ပါသွားသည့်အခါညက်နက်မှရင်မိုးအိပ်ဖြစ်သည်ထိုအခါ မနဲ့စောစောမထနိုင်တော့အဖေဇို့အတင်းနိုးပြီးကစားခိုင်းလျင်လဲကစားနေမိုးတလို့မောတလို့ဖြစ်လာတာ training အပြည့်မယူနိုင်သည့်နေတို့ကအများလာသည်ရင်မိုးအခန်းထဲတွင်စာဖတ်စရာစပွဲဝိုင်းအပုတ်လေးတစ်လုံးသာရှိသည်အောက်ချမ်းခင်ပေါ်တွင်ဖျောင်းပစိုးခင်းပြီးထိုင်ဖက်လေးရှိသည်ဖြင့်မကြာခဏအေးအေးပတ်တတ်သည်မန္တလေးဆောင်းကလည်းအေးလွန်လာသည် PSC ဆံမွေးပွဲအတွက်ရင်မိုးစိတ်ပါလက်ပါပြင်ဆင်နေမိသည်အင်္ဂလိပ်စာအစီကိုယ်တိုင်ရည်တည်ကားပင်အပုတ်30နေပါရှိနေပြီဘာသာရေးဆိုင်ရာအချက်လက်တို့ကိုရှာဖွေကူးယူသည်ဖွံ့ဖွဲအသီးသီးမှအကြီးကဲရူဤမိကွန်း speech ပေါင်းစုံတို့ကိုသတင်းစာမှအလွတ်ကျက်မှတ်သည်ထိုအချိန်ကရွေးချယ်စရာပေးထားသဖြင့် S1 နဲ့ S2 တို့ဤမိကွန်း speech များကို အကုန်ကြက်ထားနိုင်ရင်ဥက္ကဋ္ဌကြီးဤမိကွန်းကိုလွှတ်ထားလို့ရတယ်။သို့တော်လည်းရှင်မိုးကတော့အကုန်ကြက်သည်မိကွန်းဟောင်းများကို ဖြေဆိုကြည့်သည် ဖြေဆိုဘူးသူတို့ထံကိုချင်းကပ်မင်းမြန်သည် PSC ဆမိုးရဝင်ခွင့်ဆမီးပွဲအတွက် ကျူရှင်ပင် ရှင်မိုးတက်လိုက်သည်လေးကျင်ငယ်ပြက်ွက်ရဲ့များပင် စာထိုင်ဖတ်သည့်အချိန်များနေသည့်အခါလူကကောက်ချီချီလေးဖြစ်နေပြီကိုဟန်ပြသည့်ကိုနေဟန်ထားတို့ကပင်မက်ဆက်ဖြောင့်ဆင်းခြင်းမရှိတော်သည့်အခါအဖေဒေါသပုံထားနေပြီရေမိုးသည်လည်းပြန်တန်းဝင်အရာရှိဆက်မီးပွဲသည့်သာအထီကဖြစ်နေသည်မေပြိုင်ပွဲဝင်ရမည်ကိုပင်ရှက်စရာဟုထင်လာသည်ထို့သောဖြင့်အဖေနှင့်ရေမိုးတို့အားပြိုင်မှုသည်တဖြည်းဖြည်းကြီးထွားလာတော့သည် အဲ့ထိယူပန်ဒနန်ဆိုတာတမိကြဘူးတယ်မလားမိန်းကလေးတွေအစင်းလာခြင်းဟာလည်းဂုံတစ်ခုပဲအဲ့ဒီအစင်းပေါ်မှာအရေးအချင်းထပ်ဖြည့်ထားရင်တန်ဖိုးတက်တာပဲမင်းမြမတယောက်ဖြစ်ဖို့လွယ်လို့လားတမိလက်ချိုးရည်ကြည့်စမ်းပါမင်းဘမမဆိုင်အေးခစ်ကနေစရင်မင်းမြမဘွဲ့ရထားတဲ့သူအနည်းရောက်ရှိသေးလို့လေလက်စဲချောင်းတောင်မပြည့်သေးဘူးနော်တမိမိန်းကလေးတထောင်ပါလားတထောင်ပါလားမဟုတ်သေးဘူးနော်တသိန်းပါတော့မင်းမြမတယောက်ဖြစ်နိုင်လို့လား အခုသမီးပြိုင်ပွဲဝင်ဖက်တန်းခဲ့တဲ့နှစ်ကဆယ်စုနှစ်တစုနီးပါပဲမယ်ပွဲတွေတစ်ခုရပြီးတိုင်းသမီးရဲ့အနေအထိုင်အပြောအဆိုတွေအလွတ်လွတ်ဆင်ကျင်တက်လာတာပဲလက်လွတ်စဖဲနေဖို့ပြောဖို့မဝင်ဘူးသမီးဖြစ်လာတယ်လေရောက်နေတဲ့အနေထားကိုထိမ့်ရမယ်ဆိုတဲ့အသည့်သမီးမှရှိနေတယ်ဒါဟာလဲမိကလေးတယောက်ရဲ့တန်ဖိုးမဟုတ်ဘူးလားအဖေအတွက်တော့သမီးကိုမဲပြိုင်ပွဲဝင်ခိုင်းတာဟာသမီးဖြူတယောက်ကိုအကောင်းဆုံးထိန်းသည့်တစ်မျိုးပဲ ငြိမ်ပြီးနားထောင်နေသည့်ရင်မိုးကိုလှမ်းကြည့်ပြီးအဖေကစကားဆက်ပြန်သည်။စာဖတ်တာကောင်းတာပေါ့ဖတ်ပါ။အထွေထွေဘုဟုတုတ္တလေ့လာတာလည်းကောင်းတာပဲ။ဟိုတုန်းကမဲပြိုင်ပွဲတွေမှာနှုတ်မေးကုန်မေးတုံးကဆိုရင်သမီးလေ့လာခဲ့တာပဲ။နောက်ပိုင်းနှုတ်မေးကုန်တွေဖြုတ်ပစ်လိုက်တော့လေ့လာမှုကိုရပ်ပစ်လိုက်တာ။တကယ်တော့သမီးဆက်လေ့လာနေရမှာပဲလေ။အခုပြန်တန်းဝင်အရာရှိ PSC ဆံဝေးပွဲဖြည့်စင်နေမဟုတ်လား။ဖြည့်လေ။မြို့သမီးအရာရှိဖြစ်တော့ကောင်းတာပဲ။ ဒါပေမဲ့မင်းမြမပြိုင်ပွဲမဝင်ချင်တော့လောက်အောင်ရက်ပစ်လိုက်ဖို့လို့လို့လားတမိတူတူစာစင်းစားကြည့်စမ်းပါဒူသားဖာနေရောက်လေ့ကျင့်အားထုတ်ခဲ့ရတဲ့နှစ်တွေဘလောက်တောင်ကြာခဲ့ပြီလဲသွားချင်တဲ့ပန်းနိုင်ကမြန်မာနိုင်ငံရဲ့အမြင့်ဆုံးမယ်ဘွဲဖြစ်တဲ့မင်းမြမရဖို့လေတမိအတွက်မဟုတ်ရင်တော့အဖေအတွက်တော့ပြန်လေ့ကျင့်ပေးပါစကားပြောနေရင်အတန်တိမ်ဝင်သွားသည့်အဖေကိုကြည့်ပြီးရှင်မိုးတနာသွားမိသည် training ပြက်နေသည်မှာတလလောက်သာရှိသေးသဖြင့်ပြန်လေ့ကျင့်ဖို့သိမခက်ခဲ နောက်တစ်နေ့မနေ့တွင် အဖေမနိုးရပါပဲရင်မိုးပါသာလေ့ကျင့်ခန်းပြန်လုပ်သည် အဖေနိုးလာသည့်အချိန်တွင်ရင်မိုးကဘယ်လီခုံပေါ်တွင်ဘယ်လီရိုက်နေပြီအဖေကပါရင်မိုးနှင့်အတူဝင်ကစားပေးသည်ညနေရောက်တော့လမ်းလျှောက်ပြန်လေ့ကျင့်ကြသည် နောက်တစ်နေ့ ရင်မိုးစာဖတ်နေသည့်အချိန်တွင်အဖေသည်အခန်းထဲသို့တရားထိုင်မှုရာအထုတစ်လုံးပြစ်သွင်းပေးလေသည်။ကြော့ဒါနဲ့ထိုင်သမီးအေးအေးပတ်ညနေအောင်တော့စာမဖတ်နဲ့တော့။ရင်မိုးသည်မင်းသမားတိုင်ပွဲဝင်ရန်အတွက်မန္တလေးမှရန်ကုန်သို့နှစ်ပတ်ကြိုပြီးဆင်းလာခဲ့သည်။စစ်လက်နေသည့်ခန္ဓာကိုယုံကြည်စွာဖြင့်ဒီတစ်ခါပြိုင်ပွဲတွင်ပန်းနူရောင်အဖျော်လေးကိုဝတ်ဆင်သည် အယောင်ရင့်သည်ကြီးသည့်သူကိုသေးစေတရားရှိပြီးအယောင်အမှုကတော့အတော်အတန်စစ်လျုံဖြင့်မဲတော်တော်များများမုန်းရဲသည့်အယောင်ဖြစ်နေသည် အထူးသဖြင့်ပန်းနူရောင်မီအဝါဖြော့ရောင်တို့သည်ဝစ်စင်ဖို့ဆိုးရွံ့တတ်ကြသည်မဲဝစ်စုံဖြောင်းလုံးကြီးသည်တင်မားနှင့်ပေါင်မအစီဘိုးများကိုပိုပြီးမြင်သာသောကြောင့်လည်းဖြစ်သည်ဂျင်ဘိုးကတော့ဝစ်စင်ရဲ့ရွေးချယ်လိုက်ပြီးဖြစ်သည်ဂျန်ကုန်တွင်အချိန်ရနေသည်ဖြင့် ငွေချင်းများနဲ့လျှောက်သွားကြသည်တရက်တွင်ဘုတထောင်ဖျားဖက်သူဖျားဖို့ရောက်သွားကြသည်ရှင်မိုးလာလာနန်းနန်းနဲ့ဝင်မယ်ငါတို့ပြိုင်မယ်အမျိုးသားကားဆိုင်ရုံကိုလေအမမမြစိန်ဆောက်ရှောက်တာဟာမနစ်ကငါမင်းတဲ့ဝင်တော့ကဒီနန်းနန်းကိုလာတာမင်းဆူတောင်းလိုက်မင်းမြမဖွဲ့ရပြီးပဝါလာပြန်ကပ်ပါမယ်လို့ငါလည်းအဲ့လိုဆူတောင်းပြီးမင်းမြမဖွဲ့ရခဲ့တာငါရှိကချပေးမယ်နင်လိုက်ဆို ရှခင်းနစ်ကမင်းမြမာဘွဲရထားသူတငယ်ချင်းကရှင်မိုးအားအတင်းဆွဲခွာပါတော့သည်အဝင်ဝရင်ကတော်ဘွဲတပွဲဝယ်လိုက်ကြသည်နန်းနန်းနဲ့ရင်အမျိုးသမီးပုံနဲ့ယုံများအပြည့်နေရာယူထားသည်နဲ့ယုံများသည်ပဝါရောင်စုံများဖြင့်လှပနေသည်အမွေးတိုင်အနက်ရှင်မွေးအနန်းတို့ကထောင်ထောင်ထနေဝိပုစုတောင်းနေသည့်အမျိုးသမီးများချာရှင်မိုးနှင့်တငယ်ချင်းသည်တွေ့ရွေတိုးဝင်သွားနေကြသည် ရှင်မိုးကအနောက်ဖက်နားတွင်ကြံ့ရင့်ခဲ့သည်ဝင်မြင်သည့်အခါတငယ်ချင်းကလက်ရက်ခေါ်သည်ဝိပုစုတောင်းနေသူ အများကြီးရှိတော်လဲစကားတန်တို့တိတ်ဆိတ်နေသည် ရှင်မိုးမေးပြိုင်ခဲ့သည့်တခြားအောင်လို့ဘေးတွင်မမေးစဖူးနတ်မတင်ခဲ့ဘူးသဖြင့်အမမမြစိန်နဲ့နန်းသည်ရှင်မိုးအတွက်အစိမ့်သက်သက်ဖြစ်နေသည်တငယ်ချင်းချပေးနေသည့်စုတောင်းစကားတို့ကိုတီးတိုးလိုက်ဆိုနေရင်အမမမြစိန်ကရှင်မိုးအား ပြုံးပြီးကြည်နေတဲ့အောင်ထင်လာမိသည်အဆောင်အဖြစ်အဝတ်ပိတ်စအဖြူရောင်လေးတစပေးလိုက်ကြသည်တဲခိုရအကိုကြီးအိမ်သို့ပြန်ရောက်သည့်အချိန်တွင်အတော်အငယ်ကစောင့်နေသည်အမမမြားစိနနန်းတို့ရောက်ခဲ့ပြီးဆူတောင်းခဲ့သည်များကိုပြန်ပြောပြသည့်အထားအခါအတော်အတော်အငယ်ကဝမ်းသာအားရဖြင့်ကောင်းနေဒေါ်လေးလည်းငါသမီးကိုလာခေါ်တာမနေ့ဖန်ဒေါ်လေးအသည့်အိမ်မှာနှက်ကနာဖွဲရှိတယ်သမီးကိုနတ်လိုက်ပြပေးမလို့ ဒေါ်အငယ်သည်အမေတို့ညီမများချားတွင် သူတယောက်သာဘီဒင်မေနတ်မေအလွန်ဝါသနာပါသူဖြစ်သည်ရခင်ကမြန်မာနိုင်ငံစေဝါဆက်ယုံနှင့်အလွန်လုတ်ခဲ့ဘူးသူဖြစ်သည်ဂျာဒူးတိုးဖို့ရှိမရှိကိုတလတစ်ခါလောက်အနည်းဆုံးဘီဒင်မေတတ်သည်ဘီဒင်ဆရာက မရဖူးသည့်နေရာသို့ ရောက်ရလိမ့်မည်ဟု သူအားဟော့စတန်ထုတ်ခဲ့မှုသည်များမကြာမီ88အရေးခင်းကြီးသည့်စေဝါဆက်ယုံရှိ စက်မှုတက္ကသိုလ်မှအစပြုစတင်လေသည်စက်ယုံဝန်ထမ်းများဆန္ဒထုတ်ဖော်ပွဲတွင်အတော်အငယ်ကအရှိဆုံးမှဦးဆောင်ခဲ့သည်နိုင်ငံပိုင်သတင်းစာဤကောင်းကြီးပိုင်းတွင်ဒုအရေးလုံနေသည့်သူ့ပုံကြီးပါလာခဲ့ပြီးတက်မတော်ကအာနာသိမ့်ပြီးသည့်အချိန်တွင် သူတခါမှမရောက်ဘူးသည့်ရင်ဆိုင်ထောင်ထဲသူကြောက်သွားခဲ့ရတော့သည်အတော်အလက်ကထောင်ဝင်စွာသွားတရသည့်အချိန်တွင်ဘီရင်ဆရာဟောတာမှန်သည့်အကြောင်းပြောပြအောင်ပြောလိုက်သေးသည်ဟုဆိုသည် ရှင်မိုးတို့စိတ်စစ်သည့်နေ့တွင်မနက်ပိုင်းခန္ဓာကိုယ်တိုင်းထွာခြင်းနှင့်စိတ်စစ်ခြင်းတို့ရှိနေသဖြင့်အတော်ငယ်သည့်နေ့လယ်ပိုင်းမှရှင်မိုးအားလာခေါ်သည်မြို့လေကောင်တိုက်ခန်းအကျယ်ကြီးပေါ်တွင်နက္ခနာပွဲအကြီးအကျယ်ကျင်းပနေသည်ရုပ်ရှင်သရုပ်ဆောင်အချို့ဒီပင်ကိုကြီးကျော်ဝင်ကနေကြသည်အင်းရှင်အမျိုးသမီးကြီးကနက်ကနေရင်ဒေါ်လေးကိုမြင်သွားသည့်အခါလာဆွဲခေါ်သည်ရှင်မိုးလည်းဒေါ်လေးရဲ့နောက်မှပါသွားခဲ့သည် ။ဇပွဲအပူလေးရှိနာတွင် အမျိုးသမီးများထိုင်နေကြသည်။နတ်ဝင်နေသည်ဆိုသည့်ပုံကိုကြီးသည်သူရှိနာသူတယောက်ပြီးတယောက်ခေါ်ကားစကားပြောနေသည်။တက္ကသိုလ်မှကတိကဆရာမဆိုသူကရင်မိုးရှိတွင်ထိုင်နေသည်။သူကိုမင်းလေးတော်ကောက်ထားသည်ဟုဆိုသည်အခမ်းအနားဖြင့်မင်္ဂလာဆောင်ထားပြီးအပြင်လောကတွင်ယောက်ျားယူလို့မရတော့ဟုဆိုသည်မင်းလေးဆိုသူသည်သူ့ရှေ့တွင်ထိုင်နေသည့်အမျိုးသမီးအဖွဲ့များထံမှာ ကြော်ပြီးရှင်မိုးကိုကြည့်သည်ရှေ့ကိုလာခဲ့ပါလက်ပြတိတ်လှတယ်ကိုတော်သဘောကျတယ်ကိုတော်တော်ကောက်တာခံနေမလားဟုမေးလာသည်ဒေါ်လေးကိုရှင်မိုးလိုက်ရှာကြည့်တော်လေအနည်းနာတွင်မရှိတော့အင်းရှင်အမျိုးသမီးနှင့်ကတော်ဘွဲတွေအနာရောက်နေသည်ထင်သည် အနည်းနာမှအမျိုးသမီးချို့ကရှင်မိုးအားမင်းကလေးရှေ့မောက်သို့တွန်းပို့နေကြသည်မင်းလေးကလက်ကိုလှမ်းဆွဲလိုက်သည့်အခါရှင်မိုးတစ်ခုလုံးတဆတ်ဆတ်တုန်နေသည်ပြောလေ ကိုတော့တော်ကောက်တာခံမင်မလားလို့အခမ်းအနားနဲ့မင်္ဂလာဆောင်မကွက်ဘယ်နဲ့တော့ကိုတော့မိမဖြစ်သွားရင်စောက်ရှောက်ပေးမှာပေါ့မင်းလေးဆိုသူကိုကြည့်ရင်ရင်မိုးချွေးစေးတို့ပြန်လာသည်အမွေးတိုင်းအနက်နဲ့အရက်နဲ့တို့အကြောင်းခေါင်းမူးဝေလာသည်ထိုစဉ်ဒေါ်လေးရောက်လာပြီမရပါဘူးကိုတော်လေးဖေဟာတော်ကောက်လို့မရပါဘူးသူ့မှာရည်ရွယ်ထားသူရှိပါတယ်ဖေဟာမိဘတွေကလည်းသဘောတူထားကြတာပါ ။ဒေါ်လေးသည်မင်းလေးကိုလည်းရှောက်တင်၊ရင်မိုးကိုလည်းအတင်းဆွဲကာတုံးတက်တိုက်အပေါ်မှာအပြေးတစ်ပိုင်းဖြင့်ဆင်းပြေးခဲ့ကြတော့သည်။အနောရထလမ်းမကြီးပေါ်သို့ရောက်မှဆွဲထားသည့်ရင်မိုးလက်အားဒေါ်လေးကလှုပ်ပြတော့သည်။ဘသူမှပြန်မပြောနဲ့နော်သမီး။အမျိုးတည်ရင်ဒေါ်လေးကိုတတ်လိမ့်မယ်။တော်လေးကပြိုင်မောအတွက်ပဲမေးပြီးစောင့်ရှောက်ပေးဖို့အမလို့ဘူးတောက်နာဘူးကောင်ကနှောက်ရတာနဲ့ပဲမနေပြေခဲ့ရတယ်အလကားအဲ့လိုမင်းလေးဝင်ပူးနေတာလည်းမဟုတ်ဘူး မင်းလေးတော့ကောက်တာခံရပြီဆိုရင်တမိအိမ်အောင်ပြုလို့မရတော့ဘူးပြီးတော့နှစ်တိုင်းနှစ်ကနာပွဲတွေပေးရတော့မှအဲ့ဒါကြောင့်ရှောက်ပြောပြတာတမိဖေသာတည်သွားရင်တော့အမလီပြန်မပြောနဲ့နော်တမိဒေါ်လေးဒီသူ့ဘာသာပြောရင်သူ့ဘာသာသူပြန်လက်တယ်လို့ပြန်လန့်တယ်လို့လုပ်ပြနေသည်အိမ်ပြန်လန့်တလျှောက်တွင်ရင်မိုးအားနှုတ်ပိတ်စကားတဖွာဖွာပြောလာ